ားလုံးမင်္ဂလာပါဗျာကျွန်တော်ကိုတိုင်ပဲဖြစ်ပါတယ်ဗျာဒီနေ့မှာတော့ကျွန်တော်ကလာပြီးညမှာရုပ်ဘောပွားများမယ်ဂါရာလေးနှစ်ပုတ်မြောက်ပေးမှာဖြစ်ပါတယ်လာပြီးညမှာဒီဂါရာကိုရုပ်ဘောပွားများလို့ရှိရင်နှကောင်းနှမြက်တွေဝိဇ္ဇတို့ကြီးတွေထွက်ပေါက်ပုဂ္ဂိုလ်ကြီးတွေကကြားသွားပြီးတော့ကျွန်တော်တို့လုံဝင်ဆန်တဲ့ကိုလာရောက်ဖြည့်ဆည်းပေးရပါတယ်ဒါကြောင့်မိတ်ဆွေများလာပြီးညရောက်ရင်မဖြစ်မနေရုပ်ဘောပွားများတင့်ပါတယ် အဲ့တော့လာပညာပြီးတော့ကျွန်တော်ရဲ့နောက်ရက်တွေမှာကိုဖျားလေးပါရဲသွားခဲ့လို့ရှိရင်ဘယ်ဖျားကိုပဲရောက်ရောက်ဒီကားရနှစ်ပုတ်ကိုကျွန်တော်တို့တွေတပုတ်တပုတ်စီကိုအ ਨੇ ဆုံးတရားရှိခောက်ပြင်အောင်ရွတ်ဖတ်ပွားများသွားပါလမ်းသွားရင်းနဲ့ရွတ်ဖတ်ပွားများသွားပါအဲ့တော့ဖျားလေးပါရောက်လို့ရှိရင်တရားကျွန်တော်တို့တွေတရားရှိခောက်ပြည့်သွားပါလိမ့်မယ်အဲ့တော့အဓိကတော့ဖျားမှတရားရှိခောက်ပြည့်ဖို့အရေးကြီးပါတယ်ဖျားတွေဖျားလေးမှာကျွန်တော်တို့တွေ ဝေးဝဇတို့ကြီးတွေထောက်ပပုဂ္ဂိုလ်ကြီးတွေရဲ့ပုံတော်လေးတွေထုထွင်းထားတာကျွန်တော်တွေအဲ့လိုမျိုးတွေရှိပါတယ်အဲ့လိုမျိုးသူတို့အရှိတွေမှာဒီကရဏပုတ်ကိုရွတ်လို့ရှိရင်လဲပို့လို့အစွမ်းထက်စီပါတယ်အထူးသဖြင့်လာပိညာတွေနဲ့တိုက်ဆိုင်ရင်လာရောက်ရှိတဲ့ညတွေနဲ့တိုက်ဆိုင်ရင်ပို့လို့ကောင်းပါတယ်ဗျာ ဟုတ်ပြီဒါဆိုရင်လာပြီညနေမှာရုပ်ပေါက်ပွားများပဲခါရနှစ်ပုတ်ကတော့ဘာများလဲဆိုတော့ပထမတစ်ပုတ်ကတော့ဝိဇာကြီးမေဝိဇာကြီးကြီးဆောင်းထားတယ်ဝိဇာကြီးကြီးချိခင်မျက်နိုးတဲ့ခါရပဲဖြစ်ပါတယ်အဲ့ဒီခါရကိုတော့ကျွန်တော်မိစင်များတရားရှိခောက်ရုပ်ပေါက်ပွားများပြရမှာဖြစ်ပါတယ်အရဟံမေအောင်နမောဗုဒ္ဓတ္တအရဟံမေအောင်နမောဓမ္မတ္တအရဟံမေအောင်နမောသံဃတ္တဒါလေးပါပဲအရဟံမေအောင်နမောဗုဒ္ဓတ္တအရဟံမေအောင်နမောဓမ္မတ္တအရဟံမေအောင်နမောသံဃတ္တအရဟံမေအောင်နမောဗုဒ္ဓတ္တအရဟံမေအောင်နမောဓမ္မတ္တအရဟံမေအောင်နမောသံဃတ္တ ဒီကရာကိုကပ်ပြိုင်တူပရိစိတ်ခဲ့တာဝိဇ္ဇကြီးများကိုတိုင်လာရောက်ကိုထင်းပြပြီးတော့အကူညီပေးသွားတယ်လို့ဆိုကြဘူးပါတယ်။ဒါကြောင့်မိတ်ဆွေများလည်းဒီကရာကိုရုပ်ပွပွားများနေရင်နဲ့ကျွန်တော်ရုပ်ပွပွားများပြီးလို့ရှိရင်တော့ကျွန်တော်အနီးနားမှာရှိတဲ့အမြင်မမြင်ပုံကူများနှကောင်းနှမများထွေပေါ်ပုဂ္ဂိုလ်ကြီးများကျွန်တော်ဝိဇာ၈000 4000ကျလာစပြီပေါ့နော်အဲ30ဘုံသားအားလုံးကိုမေတ္တာပို့အမြပေးဝေပေးပါ ဲ့တော့တိတ်မကြခင်တွင်မှာပဲကျွန်တော်တွေအနီးနားကိုရောက်ရှိလာပြီးတော့လူဝင်ဆန္ဒနေဖြည့်ပေးသွားပါတယ်သို့မဟုတ်အိမ်မက်တွေပြီးပြီးကူညီသွားတာမျိုးလည်းရှိပါတယ်ကြောင်မိတ်ဆွေများရုပ်ပြအောင်ရုပ်ပါဒါနံပါတ်1ကာရာတပုတ်ပဲဖြစ်ပါတယ်နံပါတ်2ကာရာတပုတ်ကတော့စာရာဘဝကာရာခေါ်စမကြီးလေးလုံးကာရာပဲဖြစ်ပါတယ်အားလုံးကြာပြီးသားရပြီးသားကာရာပဲဖြစ်ပါတယ် စကုမာစရမာစိန်နောဓမ္မညုဓမ္မတာမိကောဘလူဘီတော်ဗလာတရောဝရတော်ဒီတုမေဝရံစကုမာစရမာစိန်နောဓမ္မညုဓမ္မတာမိကောဘလူဘီတော်ဗလာတရောဝရတော်ဒီတုမေဝရံစကုမာစရမာစိန်နောဓမ္မညုဓမ္မတာမိကောဘလူဘီတော်ဗလာတရောဝရတော်ဒီတုမေဝရံဆိုပြီးမိတ်ဆွေများကလည်းတရားရှိခောက်ပြအောင်ရုပ်ပြရမှာဖြစ်ပါတယ်အဲ့တော့ဖះအကြောင်းဆောင်ရှင့်မှာပဲရွတ်မယ်ဖះရို့တောက်တော်အေးအေးလေးငါးကွက်ကပ်ပြီးမှရွတ်ပါမယ်ဗျာ အဲ့တော့ကျွန်တော်တွေဖះငါးစုကိုအာယုံပြုတ်ပြီးတော့ကျွန်တော်တွေကိုကိုအိမ်မှာရှိတဲ့ဖះတွေရောကိုជីညူជីညူကြជីညူရတရားအာယုံကြရဖះငါးစုကိုအာယုံပြုတ်ပြီးဒီခါတော့ရုပ်ပေးပါအဲ့တော့ဒီစာတာဘောကခါရခါတော့စမကြီးလုံးခါရခါရရဲ့အနတ်ဒိပဲကျင်းလို့ပဲကျွန်တော်အရင်ဗီဒီယိုမှာမြောက်ပေးခဲ့ပါတယ် ကျွန်တော်ဆက်ကုငါးပိုင်းနေပြည်စုံမှုသောမြတ်စွာဘုရားတရားအောင်လျက်ပိုင်ရှင်ပြည့်တော်မှုသောမြတ်စွာဘုရားဓမ္မခန္ဓာပေါင်း၈၀၀လောက်လျက်ပိုင်ရှင်မှုသောမြတ်စွာဘုရားအားစေဘောက်လည်းဆောင်းတော်မှုသောမြတ်စွာဘုရားကိုရန်နဲ့ပြည့်တော်မှုသောတော်မြတ်စွာဘုရားအနိဗ္ဗာန်အမျက်ဆုံးသူနိဗ္ဗာန်စုကိုလည်းပေးဆွမ်းနိုင်မှုသောမြတ်စွာဘုရားဒေတုတပည့်တော်အားအမျက်ဆုံးစုကိုရှင်ပြုံးချီတော်သာပေးနိုင်မှုရှင်ဘုရားဆိုတဲ့ခန္ဓာနဲ့နိဗ္ဗာန်ကျင်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အကြေကြေချက်လို့ရတဲ့ တခြားသောကျွန်တော်တွေအနက်တိမဲ့အကျေတွေအများကြီးရှိပါသေးတယ်အဲ့တော့ကျွန်တော်အရင်ပြီးတော့မှတော့မရပေးခဲ့ပါတယ်ဘာဖြစ်ဒီလိုအချင်းလောက်အချင်းလောက်တိထိုင်လဲအဆင်ပြေပါတယ်အဲ့တော့ဒီကရဏပုတ်ကလာပညာတွေမှာအထူးယူသိတဲ့ခါရပဲဖြစ်ပါတယ်ဗျလာပညာတွေမှာယူပါလာပညာဆိုလို့ရှိရင်အဲ့လာပနေ့မနက်ပိုင်းနေစပြီးတော့ယူပါလာပနေ့မနက်ပိုင်းမှာယူပါအဲ့တော့ကျွန်တော်တို့မနက်ပိုင်းကြလို့ရှိရင်ကျွန်တော်တို့တွေအိမ်ဖျားမှာတောက်တူငါးခေါက်ကပ်ပြီးတော့ ဒီကားကို108ခေါက်စီရုတ်လိုက်ယူမှာပဲပြီးတော့30ပုံသားအလုံးနဲ့အနီးနားရှိတဲ့နှကောက်နှမျက်တွေကိုမြေတားပို့အမြပေးလိုက်ပြီးတော့လိုချင်တဲ့ဖြစ်ချင်တဲ့တစ်ခုကိုစူတောင်းလိုက်မှာ လေးလေးနက်နက်လေးဆူတောင်းမှာဘယ်နှကျင်ဆူတောင်းမလဲ၉ကျင်ဆူတောင်းမှာဖြစ်ပါတယ်လိုကျင်ဖြစ်ချင်တာစုကို၉ကျင်တိတိဆူတောင်းလိုက်ပါအဲ့တော့တယောက်နဲ့တယောက်လည်းလိုလိုကျင်ဖြစ်ချင်တာတော့တူမာတော့မဟုတ်ဘူးပေါ့နော်အလုံးကိုကခက်ခဲနဲ့ကိုဆိုတော့မိတ်ဆွေများကြိတ်တော်ကိုဆူတောင်းလိုက်ပါအကျွေးများနဲ့မိတ်ဆွေများအဲကျွန်တော်ပေါ်မြောင်းနဲ့ဘာနာကုသူများကြောင့်အကျွေးမြန်ဆုံးကြည်ကြည်ပြစီများဆိုပြီးကျွန်တော်တွေအကျွေးမြန်ဆုံးကြည်ပြစီကျွေးမြန်ကြည်ပြစီဟောနိုင်ငံမြန်သွားခြင်းနဲ့မင်းစင်မြန်နဲ့နိုင်ငံမြန်သွားပါလို့နိုင်ငံမြန်သွားလို့စပီကိုကိုဖြစ်ချင်တာကိုကိုကောက်တိတိဆူတောင်းပေးရမှာဖြစ်ပါတယ် ဒါမနက်ပိုင်းဖြစ်ပါလေအဲ့လိုကျွန်တော်တို့ဖျားရဲပါသွားတဲ့အခါမျိုးပါလေကျွန်တော်တို့အဲ့ဖျားရဲမှာရောက်လို့ရှိရင်တွတ်တွတ်နဲ့နှုတ်ကနေရွတ်သွားလို့ရပါတယ်နှုတ်ကနေတွတ်တွတ်ရွတ်သွားမယ်ဖျားရဲရှိခိုးနေလဲရွတ်နေမယ်ရည်ရတပ်ပိန်နေလဲရွတ်နေမယ်ဖျားရဲသွားလို့ရှိရင်တရားရှိောက်တရားရှိောက်ပြအောင်ရွတ်လို့ရှိရင်အဲ့အိနီနာမှာရှိတဲ့အဲ့နှကောက်နှမျက်တွေဝိဇ္ဇတို့ကြီးတွေထွက်ပေါက်ပုဂ္ဂိုလ်ကြီးတွေကကျွန်တော်တို့ ွာလာရင်နဲ့ကျွန်တော်တို့ရွတ်တန်နေကြားတဲ့အခါမျိုးမှာလာရောက်ကူညီပေးပါတယ်။ဒီကဒီကတော့ရွတ်ပေါ်ပေါများပြီးတော့ဇော်ကြီးတပါးလာရောက်ပြီးကူညီပေးခဲ့တဲ့တာဒကားတွေလည်းရှိခဲ့ပါတယ်။ဇော်ကြီးတပါးက အဲ့ကပ္ပယာကြီးကိုတိုင်အဲ့ခါတာကိုညဘက်မှာယူနေတာဇော်ဇော်ကြီးကကောင်းကင်ကပြန်တန်းသွားလာရင်နဲ့ဒီဟာဒီရွတ်ရွတ်တံကြားလို့လာရောက်ကြည့်ရှုရင်းနဲ့အော်ဒီလူကဒီအောင်တရားရှိခောက်ပြောင်းလဲရွတ်တယ်အဲ့တော့ဒီထောက်လျှောက်လဲသူအမြဲအမြဲပဲရွတ်ဘက်ပွားမဲမဲဆိုတာလည်းသိနေတယ်အဲ့ဒါကြောင့်မို့ကျွန်တော်တို့တော်ချီးမြှင့်တဲ့အနေအနေနဲ့ပေါ့နော်သူစိတ်တဲ့ဗဒီတွေကနေပြီးတော့ကျွန်တော်တွေသူ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 စိတ်နေတဲ့ဗဒီတွေကနေပြီးတော့သူစိတ်နေကြဗဒီရှိတယ်အဲ့ဗဒီတွေကိုတောင်းမွေလေးနဲ့ဒါလေးတုတ်ထိသွားတာအဲ့နောက်ပိုင်းမှာ ဘာကိုပဲလိုချင်လိုချင်အဲ့ပတိစိတ်ပြီးတော့အဲ့ခါတော့ရွတ်ပြီးတော့အဲ့ပတိစိတ်လို့ရှင်လိုချင်တာလေးတကယ်ရလာလေလို့လဲကျွန်တော်လည်းတာရကလေးရှိခဲ့ပါတယ်ဒါကြောင့်ကျွန်တော်မိတ်ဆွေများအခုကျွန်တော်ပြောမယ့်ခါတာနှစ်ပုတ်ကိုလာပြီးနေ့ရက်နေ့စပြီးလာပြီးနေ့ရက်နေ့စပြီးတော့ရုပ်ပွဲပွားများကြည့်ပါထူးခြားမှုလေးရှိလာပါလိမ့်မယ်အဲ့တညအတွင်းမှာကိုထူးခြားပါတယ်ဗျတညအတွင်းမှာကိုထူးခြားပါတယ်နောက်ရက်ကျလို့ရှိရင်မိတ်ဆွေများတိတတိတတလေးဖြစ်လာပါလိမ့်မယ်တိတပါပြီဆိုတာနဲ့ဒေါ့လျှောက်လုံး တတန်တရာလုံးတပွားလုံးဒါလေးပဲရုပ်ပေါ်ပေါ်များသွားယူมาပဲဗျတကယ်ကိုထူးခြားမှုတွေပြပါတယ်ငါတလောက်ဆုံးအားလုံးအဆင်ပြေမယ်ထင်ပါတယ်မိတ်ဆွေခုနှစ်သားသမီးအားလုံးကိုကျွန်တော်တို့ကန်ကောင်းလက်ကောင်းကန်တူလက်ကူးကြပါစေဝိဇ္ဇတို့ကြီးများထွက်ခေါက်ပုတ်ကူကြီးများဆိုင်ဆိုင်ပုတ်ကူကြီးများလည်းလာရောက်ကူညီဆောက်ရှောက်မှားစားကြပါစေအထူးသဖြင့်ဒီကာရာရွတ်တဲ့နေ့တော့အရက်နဲ့မဲသားကိုရှောင်ဖို့တော့မမေ့ပါနဲ့ဒါမှသာလျှင်ပိုလို့တရားရကင်တို့အဆွမ်းပြမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗျာ